်စကလုံးတွေပါလို့ကျွန်တော်တိတ်တိတ်ဆောင်မခံပါဘူးဒီကျွန်တော်တို့ချပေးတဲ့အတိုင်းပဲဒိုင်လော့လေးကိုမှန်စေခြင်းနဲ့ဇမောင်ပဲ့စေခြင်းနဲ့ဒါကိုကမြန်မာကားရင်တွေအတွက်မြန်မာစကားကိုမြန်မာလိုပြပီးသားသားဇမောင်ပဲ့ပဲ့ပြောနိုင်ဖို့ကနံပါတ်1အရေးကြီးပါပဲဒီဇလန်းကောင်းမှာပေါင်ဝင်ရတာကဒီအကူကနေကျွန်တော်ကိုအာပေါင်ဝင်ပေးလို့ပေါင်ဝင်ရတယ်ပြီးရင်ဒန်လော့တွေစကလုံးတွေအကုန်လုံးကိုကျွန်တော်တို့ကတိုးစားကြည့်နေမယ်နားလေဖို့အတွက်လိုအပ်တယ်အဲ့အဲ့ဒီကအဲ့စကလုံးကနားမလည်နိုင် လုံးလုံးကမရဘူး။မင်းကြီးရဲ့ရွှေနေပိတ်တာရှိသေးတယ်။မင်းမင်းရွှေကိုမင်းတောင်ပေးတာလား။ဟိုကမလေးကိုခိုးပေးနေလားမသိဘူး။မိဘရွှေပုံပေါ်တင်ပေးတာ။တောက်ထုတ်ကုန်ပြီးတောက်ရုံးပုံနဲ့ဆင်းမလို့လားတမီး။ဘာလို့ရင်းချစ်တယ်ပြောတာ။မမ်မေရင်ဦးနဲ့မောင်ရင်ကဘလို့ပတ်တယ်။ဒီမဲ့မင်းသမီးစိတ်ရက်ကိုမိတ်ကပ်နဲ့ဖောင်းလို့မရဘူး။ခဏညံ့မှုရတယ်။ကျမတို့ဖန်ဆားဖို့ကြိုးစားနေတယ်။ စမတော့ခတ်တုံးတဲ့ပရိသတ်ဟုတ်ကျွန်တော်တို့ဘုံဒီပါရဇက်ကောင်လေးအတွက်အားထုတ်ရတဲ့စကားပါဟုတ်ဒီဝတ္ထုလေးကတော့ကျွန်တော်တို့ဟိုဟာငငယ်တော့ဖတ်ခဲ့ရတဲ့ဝတ္ထုလေးပေါ့ဟိုဘုဒ္ဓပန်ရှင်ကတော့ကျွန်တော်အမေပါကျွန်တော်အမေဖတ်ပြီးတော့တင်ထားတဲ့ဝတ္ထုလေးဒါပေမဲ့ကျွန်တော်စာဖတ်တာရံဝါဒနာပါတယ်ပါတော့ဟိုဘာစောက်တွေမဖတ်သေးလို့ဆိုတာမျက်မှွေတယ်ဝင်းထဲမှာဒါအမေမိလို့တဲ့မှာဟို concrete ဟိုဝတ္ထုလေးပေါ့1960ကျော်လောက်ကတည်းကအဲဆက်ကတော့ဇိုက်ရင်ကြီးတော့မဟုတ်ဘူးဒါပေမဲ့ဟိုသူ့ရဲ့မြုပ်ွက်ကလေးသဘောကျအောင်ပေါ့သဘောကျတော့ကျွန်တော်ဒီမဆိုးဘူးအစိုးရသူစားနေကျွန်တော်တိုင်ပင်တော့အစိုးရသူစားကခန်းနဲ့ဇလန်တွေ့တိရရင်ကောင်းမယ်ဆိုပြီးတော့အဲကျွန်တော်တို့တိုင်ပင်ကြတယ်တိုင်ပင်ပြီးတော့ဒီ forever group ကိုလည်းပြချစ်လိုက်တာပေါ့သူကလည်းစိတ်ဝင်စားတယ်ဆိုတာနဲ့ဇာတ်ကြီးဆရာမနဲ့ကျွန်တော်တိုင်ပင်ပြီးတော့ဆက်ကတော့ဇိုက်ရင်တိတ်မကြည့်ဘူးဒါပေမဲ့တက်တယ်လို့ကျွန်တော်တို့ထပ်ပြီးတော့လည်းချက်ထွင်ရတာပေါ့နော် ဲ့လိုနေရိုက်ကူးပြသွားတာပေါ့ကျွန်တော်ဒီဘက်ခင်းနဲ့အဆင်မပြေတာရှိတာပေါ့နော်အဟိုတိတ်တိတ်ကိုလွဟိုဆရာတော့လွ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 ဖန်တီးခဲ့ပေမဲ့ကျွန်တော်ဒီပြန်ပြတဲ့ခါကျတော့တိတ်အဆင်မပြေတာလေးတွေရှိတယ်အဲ့ပလော်လေးသူ့ဒီပြင်တာရှိတယ်သူ့လည်းနဲ့ချက်ထွင်တာလေးရှိတယ်သူ့ဒီပြန်ဖြည့်တာလေးရှိပါတယ်ဒီကနေ့မှာဘောင်ရတာတွေပြန်ရတယ်မှာ တင်မောင်ထွေးဆိုတဲ့ကာရီတာနဲ့ပေါင်းထားပါတယ်အဲကျွန်တော်တို့ဒီလိုက်ခဲ့တဲ့ဇလန်တွေတစ်ခုလုံးကခစ်ကလည်းမတူဘူးဝစ်စားစင်ရင်ပုံလည်းမတူဘူးပြီးရင်ပြောရတဲ့စကားလုံးတွေကျွန်တော်ရှေ့မှာရင်းသားခင်ကြီးရိုက်ဖို့တယ်ရိုက်ဖို့လုံးကပြောရတဲ့စကားလုံးတွေထက်ဒီမှာပို့ပြီးတော့နည်းနည်းတယ်စကားလုံးတွေအကုန်လုံးကပြောရတဲ့စကားလုံးတွေကလူရင်းနဲ့တူရှင်းကိုထိရောက်တယ်ဒါပေမဲ့ပြတ်သားတယ်အဲ့ဒါကိုတပေါင်းပဲပြောနိုင်ရင်ဒီစက်ကတော်တော်လေးမိုက်တယ် ကျွန်တော်တို့အကုန်လုံးကကလေးတွေအကုန်လုံးကျွန်တော်တို့အပေါင်းအကုန်လုံးကဟိုပြည်စီစာလေးအကူကနေပြည်ပြီးတော့ကြိုးစားတယ်ရှိပါတယ်ကျွန်တော်စိတ်ကပ်ပြီးပြီးတော့ဒီဝတ္ထုကဆာဝတ္ထုတွေတော်များကျွန်တော်ဖတ်ဖို့တယ်ဒီဝတ္ထုဟိုပရမောဒုံးနေဖတ်တာရေသာကင်းဆိုချိန်မောင်းမြောင်းလာဖတ်ဖို့တယ်မြေကြီးဝတ္ထုခြားထဲမှာဒါလေးကတိမ်မြုပ်နေသလိုခံစားရတာပေါ့နော်တို့ဖတ်ကြည့်နားလေအောင်ကျွန်တော်တို့ဒီဟာပေါ့အဲ့တော့ဟိုဆိုက်ရိတ်တုံးကတော့ပုံအလင်းပြောရင်ဒီကလေးတွေကဖတ်တော့ဖတ်တယ်သူဒီ plot တွေနားမလည်ဘူးဒါပေမဲ့သူတို့ပဲရှင်းပြတာပေါ့ စကလုံးတွေပါလေကျွန်တော်တိတ်တိတ်ဆောင်မခံပါဘူးဒီကျွန်တော်တို့ချပေးတဲ့အတိုင်းပဲဒိုင်လော့လေးကိုမှန်စေခြင်းနဲ့ဇမောင်ပဲ့စေခြင်းနဲ့ဒါကိုကမြန်မာကားရဲ့နေအတွက်မြန်မာစကားကိုမြန်မာလိုပြပီးသားသားဇမောင်ပဲ့ပဲ့ပြောနိုင်ဖို့ကနံပါတ်1ရေးကြည့်ပါမယ်ဆရာဒီဆိုင်ဆရာကြီးရဲ့ဝတ္ထုတွေကျွန်တော်ပြန်ရည်တယ်ဆိုတာကြိုက်တယ်ဟိုသဘောကျတယ်တန်မှုထားလို့ဆိုပြန်ရည်ကြတာပဲလေဒီဇာန်ကောင်းမှာပေါင်ဝင်ရတာကဒီအကူကနေကျွန်တော်ကိုအာပေါင်ဝင်ပေးလို့ပေါင်ဝင်ရတယ်ပြီးရင်အဲ့ထဲမှာမှာခုန ဒီပေးတဲ့ဒဏ်လို့တွေစကလုံးတွေအကုန်လုံးကိုကျွန်တော်တို့ကတိုးစားကြည့်နေမယ်လေနားလဲဖို့အတွက်လိုအပ်ပြီးတယ်အဲ့နားလဲအောင်လေရှင်းပြပေးမှာကျွန်တော်တို့ပြောရတဲ့စကလုံးကလက်မူရာဒီမျိုးလုံးတွေအဲ့ဒါတွေကအဲ့စကလုံးကိုနားမလည်နိုင်လို့လို့ကိုမရအောင်လုံးလိုက်ရင်လည်းပြတ်ပြောပဲဖြစ်မှာအဲ့ဒါကိုအကူကစင်းပေါ်ရောက်မှခံဒီစကံပေါ်ရောက်မှခံအဲ့မှာလည်းအပြတ်တစ်ခါလေးလုတ်ပေးအဲ့အတွက်ကိုကအဓိကပဲ စပို့အတွက်အားဆိုင်ထုတ်မှုပိုများတဲ့ဇက်ကောင်ကိုပြောလို့ရလားကျွန်တော်တို့မို့ဒီပါတဲ့ဇက်ကောင်တွေအတွက်အားထုတ်ရတဲ့ဇက်ကောင်ဒီတော့ဒီတဲ့အများကြီးပါပဲပုံမှန်အမျိုးစုံပါပဲဟုတ်ဖြစ်ပါမလားဆိုတော့အဲ့လိုစိတ်ပြုံးရှိပါတယ်ဒါပေမဲ့ကလေးတွေရဲ့တကယ်ဖြစ်ချင်တဲ့စိတ်တကယ်ကြိုးစားတဲ့စိတ်နဲ့တို့တဲ့ခါကျတော့လေတိုင်းတာတစ်ခုဒီရိုင်းတော့တော်တော်များချင်းနေပါတယ်ကျွန်တော်တို့ဒီစိုးပြသူစားတို့မောက်ဝါတို့ထက်ကူကလေးတွေကိုပို့ပြီးတော့ကြည့်ပြီးပါပို့ပြီးတော့အားပေးကြပါလို့ပြောချင်ပါတယ် ကျွန်တော်တို့ကိုယ့်ရဲ့တင်ပြမှုအောက်မှာကျွန်တော်တို့တွေတက်နိုင်သလောက်ငိုစမ်းရံဆိုင်စီတော်တွေစူးစမ်းထားပါတယ်။အိုက်ကားလေးကိုဒီ25ရက်နေ့မှာ7နာရီ50မှာ MRD ဟိုမှာပြတ်သားတော့မှာဖြစ်တဲ့အတွက်ကြီးစုပေးကြပါအောင်လို့ကျွန်တော်ပြတ်သားရတာမှာဖြစ်တယ်။